Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှုဂျွန်လာအတွက်ပေါ့နော် reading လေးကိုဖတ်ပေးချင်ပါတယ်အဲ့တော့အပိုင်လေးတော့နှစ်ပိုင်ပဲပေးထားပါတယ်နော်ဒီ candle reading လေးတော့မပါပါဘူးဒီလောက်ပါပေါ့နော်အဲဂျွန်လာ reading လေးကနည်းနည်းနောက်ကျသွားတယ်ပေါ့နော်အမှုဖိုင်လေးနှစ်ပိုင်ပေးထားပါတယ်ဒီ secret ဆိုရက်ဟောတုံးဆိုရက်ပန်းလေးပေါ့နော်ဒါလေးကတော့ဖိုင်ဝင်ဖြစ်ပါတယ် ါလေးကတော့ခမလီယာပေါ့နော်ခမလီယာပန်းလေးပေါ့အဲ့တော့ဒါလေးကကျတော့ဖိုက်တူဖြစ်ပါတယ်စိတ်ကလေးကို relax လုပ်ပြီးတော့ရေးပြပါနော်အမိလိုက်တဲ့သူတွေက reading လေးကိုရပ်ပြီးတော့ရေးလို့ရပါတယ်ဘုံ reading လေးကိုသွားကြပါမယ်နော်ဂျုံလာမှာဘာကြီးဂျုံလာဘူးရှိလဲ เนาะဖန်ဝန်းလေးတွေမင်္ဂလာပါဖန်ဝန်းသမားလေးရဲ့အတွက်ပေါ့เนาะဂျုံလာမှာပါလေဂျုံလာဘူးရှိလဲဆိုတော့ခေါင်းစဉ်လေးနဲ့မူရီတယ်လေးဖတ်ပေးသွားပါမယ်ပန်းလေးကိုတော့သုံးလို့ပြထားတယ်ပေါ့เนาะဖန်ဝန်းသမားလေးပေါ့เนาะဒီပန်းလေးတွေကိုကြည့်ပြီးတော့မောပါ အာရုံခံပြီးတော့နည်းနည်းပြောပြမယ်ပေါ့နော်ပြီးတဲ့ခါကျတော့မကလေးတွေဆိုထပ်ဆွဲပေးမယ်ပေါ့ဒီမှာဖိုင်ဝါသမားလေးတွေအတွက်ကဂျွန်လာကဘလို့အချိန်မျိုးတွေဂျွန်ဝနိုင်လဲဆိုတော့ပေါ့နော်ကောင်းမှုကုသိုလ်တွေကို ကျိုးသားပန်းစာလုပ်ရမယ်နှစ်နဲ့လာမျိုးပေါ့နော်အဲကျော်လာကောင်းမကုတူတွေကျိုးသားပန်းစာလုပ်ရမယ်လားတလားဖြစ်နေတယ်တဲ့နောက်တစ်ခုကကြတော့ပေါ့နော်အဲတော့ဖန်ဝန်သမားလေးတွေအတွက်စိတ်ပိုင်းဆိုင်ရာအရာဆိုလို့ရှိရင်ပေါ့နော်အဲတော့ကိုယ့်ရဲ့စိတ်ကိုလူဖို့ပေါ့နော် knowledge တော့ပေါ့နော်အားဖြည့်ဖို့အတွက်ကျမ်းမာဖို့အတွက်လုပ်ဖြစ်တဲ့အောင်မျိုးပေါ့နော်ကျမ်းမာရေးလိုက်စားနေရမျိုးရှိမယ်ကိုယ့်ကိုယ်ကိုအားဖြည့်ဖို့ကျိုးသားနေရမျိုးပေါ့နော်ဒီလိုမျိုးကိစ္စရက်တွေကိုလည်း လုံနေလိမ့်မယ်နောက်တစ်ချက်ကကြတော့ပေါ့เนาะဘာလဲဆိုအဟန်ဆိုရက်ကတ်လေးပေါ့ဒီဟာအရာဆိုရင်အဲအင်ဒီကိုဆိုရက် energy ပေါ့เนาะအင်ဒီကိုဆိုတာကနေရန်ကိုအဲပါရမီရှိတဲ့သူတွေကိုညွှန်တာပေါ့เนาะအဲ့တော့ဖာဝသမားလေးတွေကအင်အင်ဒီကိုချိုင်းလေးဖြစ်နေပေါ့မွေးလာတဲ့ပါရမီပါရလို့ပြောပါတော့အဲ့တော့ကိုယ့်ရဲ့ပါရမီအလျောက်လောက်ရမယ့်အလုပ်တွေကိုအဲပြီးတော့ ကျွန်တော်မှာလောရလိမ့်မယ်နောက်တစ်ခုကကြတော့ဗောနောစိတ်ပိုင်းဆိုင်ရာအရာအဝေးကနေနေဖြစ်လာလိမ့်မယ်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအရာဗောနောလိုအပ်တဲ့လေးချင်မှုတွေကျင့်စဉ်တွေလိုအပ်တဲ့ကိုလုံးဝမယ့်အရာတွေဗောနောအဲ့ဒါတွေကိုလမ်းပြပေးမယ်သူပေါ်လာလိမ့်မယ်အဲဂျုံလာကဖန်ဝန်းသမားလေးအတွက်နောက်တစ်ခုကကြတော့ဗောနောအင်ဒီကိုဆိုကုညာမဲ့နေကြရမဲ့နေလူတွေလည်းရင်ညွန်နေဗောနောကိုကဒါသူများကိုကကြရမှာ ကိုကိုလာပြီကိုမဲကဲမဲမရှိဘူးအလိုလိုလေးမှာပေါ့နော်အဲ့တော့ဒီဖန်ဝန်းသမားလေးရဲ့အတွက်အန်နဂျီရကြတော့ပေါ့နော်ဂျုံလန်းကခက်ခဲလေးလာမျိုးဖြစ်လိမ့်မယ်ဘသူကတဲရောက်ကကိုလာကိုနီလိမ့်မယ်လာကဲသေးလိမ့်မယ်လို့ပြောလို့ရမယ်လာမျိုးလည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ secret ဆိုတာ secret ဆိုတာကြတော့ပေါ့နော်ကိုကိုကိုပေါ့အရင် မြင့်မြတ်တဲ့တန့်စင်နဲ့ပြီးအဲ့လိုနေရာမျိုးပေါ့နော်အဲ့လိုနေရာမျိုးမှာဖန်ဝင်သမားလေးရောက်နေမယ်ပြီးတော့ကိုကိုရန်ကလည်းအဲ့ဒီ secret place secret person ပေါ့နော်အဲ့မြင့်မြတ်တန့်စင်နဲ့လူတယောက်ဖြစ်ဖို့အတွက်ကြိုးစားနေသူအော်ဘောနော်ဒီ secret energy ရဆိုတာမြင့်မြတ်တန့်စင်နဲ့ နာကွယ်ကိုကိုကိုလိုမြင့်မြတ်ပြီးတော့တန်ဆင်တဲ့နေရာစီကိုဒါမှမဟုတ်ကိုကိုနိုင်ကိုကဒီမြင့်မြတ်တန်ဆင်တဲ့သူတယောက်ဖြစ်ဖို့နော်ကျော်လာမှာအများကြီးလို့ဖြစ်လိမ့်မယ်ဥမာဘောနော်ဘယ်လိုမျိုးပြောရလဲဆိုတာဒိတ်ထဝင်တာမျိုးဘောနော်ဘယ်လိုမျိုးဘောနော်ကိုကိုကိုတိုင်းအလိုမျိုးတရားဓမ္မတွေလောက်တိုင်းမတရားစခန်းနေဝင်အောင်ဒါမှမဟုတ်ရှင်ကိုရဲ့ကိုလိုကိုတူကောင်းမှုကိုဘာသာရေးနဲ့ဆိုင်တဲ့ကိုတူကောင်းမှုတွေကိုအများကြီးလို့ဖြစ်နေရမျိုးဘော နော်အဲဂျုံလာကအဲပြောရမယ်ဆိုခြုံပြီးပြောရမယ်ဆိုလို့ရှိရင်ဘောနော်အဲတော့ကျမ်းမာရေးပိုင်းဆိုင်ရာဆိုတော့ကျမ်းမာရေးကောင်းနေလိမ့်မယ်ပြီးခဲ့ခါမှာဘောနော်ဒီကုတ်ကုတ်ကိုယုံကြည်ချက်တိုးလာတာမျိုးတွေအခြေအနေမျိုးတွေမှာလည်းရှိတယ်နောက်တစ်ချက်ကတော့ဘာလဲဆိုတော့ဘောနော်အဲရည်ရွယ်ချက်တွေဘောနော်ရည်ရွယ်ချက်တွေမျှော်လင့်ထားရမျှော်လင့်ချက်တွေကနေပြီးတော့ဆန္ဒတွေပြီးသွားလိမ့်မယ်ဘောနော်အဲတော့ဒါက လိုဒီမှာခြုံမုံပြီးတော့နေနော်မောက်ကလေးကိုတည်သိဆွဲကြည့်မယ်စစ်စုံဝင်ပြီးတော့ပေါ်ချောင်းတန်အောင်ဖန်လိုက်ကဲဖူနိုင်ဆော့ ထူအဲ့တော့ဒီမှာ swap energy ရှိတယ်ဘာ swap energy เนาะငါခြင်းရမယ်ခံစားရမယ်ပူဆွေးရအောင်အဲ့လိုပြဿနာရတယ်လေကျွန်တော်လည်းပါရှိတယ်เนาะအဲ့တော့ ဒီမှာဆိုဆက်ဆောင်ဝမ်းအရာဆိုလို့ရှိရင်ဘောနော်ဖိုင်ဝမ်းသမားလေးအနေနဲ့ပေါ့အဲ့တော့ဆွမ်းဆောင်စားစားလုပ်ရမယ့်အလုပ်တွေ the full ne access online အရာဆိုဆွမ်းစားမယ့်ကိစ္စရတယ်ပေါ့နော်အဲ့ဆွမ်းစားမယ့်ကိစ္စရတယ်အများကြီးပေါ့လုပ်ဖို့မရှိသေးကိုကိုရိုင်းကဘောနော်ဒီဆွမ်းစားခြင်းနဲ့သူမဟုတ်ဘူး ဆိုလို့ရှိရင်တော့စိတ်ပြေရလိမ့်မယ်เนาะအဲ့တော့ဘွားပေါ့နော်ဒီဆုံးဆုံးဆန်းဆန်းနဲ့လုံးဝမယ်လုပ်တယ်ပြီးတော့ပေါ့နော် အခြားနေရာအပြောင်းရွှေ့တွေနေရာအပြောင်းတွေနိုင်ငံအပြောင်းတွေလုံးဝကိုယ်မျှော်လင့်ထားတဲ့အရာတွေပြီးတော့ for job เนาะ expert and inspector ပေါ့နော်မျှော်လင့်ထားတဲ့အရာတွေဖြစ်လာလိမ့်မယ်အဲ့တော့ကိုယ်ရဲ့မျှော်လင့်ထားတဲ့အရာတွေဖြစ်လာမှုကြောင့်မို့လို့ပေါ့နော်အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ပေါ့နော်ဒီငွေဟောက်ရဲ့ energy ပေါ့နော်ငွေတွေရဲ့ energy ပြရအောင်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်း လူမျိုးလဲဆိုတော့အဲ့တော့အချို့လူတွေကကြတော့ဘောနော်ကိုကိုရိုင်းဘာလို့မဲဘာလို့မဲဆိုပြီးစီစဉ်ထားတာမျိုးမရှိဘူးဒါမှမဟုတ်စီစဉ်ထားတဲ့အရာတွေကလည်းတော့အလိုပြောင်းပြန်ပြီးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကောင်းခြင်းနဲ့ဆိုခြင်းနှစ်ခုတုံတွဲပြီးတော့ခြုံလာမှာဖြစ်မယ်အဲ့တော့ကို့ဘောနော်ကောင်းတဲ့အရာတွေလည်းရှိတယ်အတိုက်ခိုက်ပြီးလည်းရှိတယ်နော်အဲ့တော့ကို့ရဲ့အဲစိတ်ကနည်းနည်းလေးပေါ့နော် ဆက်ဆက်ထိမခံဖြစ်နေတာမျိုးလည်းဖြစ်နိုင်တယ်ဘာဖြစ်လို့ဆိုတော့ဒီငွေကြီးတောင်းပေါ့နော်ကိုကိုပေါင်းဝင်တယ်မှာအပြာရဲ့ဆိုင်တွေပေါ်လာတတ်တယ်အတိုက်ခိုက်တွေဖြစ်လာတတ်တယ်ကိုရဲ့စိတ်ကလည်းဆက်ဆက်ထိမခံဖြစ်နေတာမျိုးလည်းဖြစ်တတ်တယ်နော်ဒါပေမဲ့ကောင်းတဲ့ချက်ကပါလဲဆိုတော့ပေါ့နော်အဲ့ဒါကို awareness ဖြစ်ပြီးတော့ကိုကိုကိုသတိပြန်ထားမိလိမ့်မယ် ော်ကိုကိုတတိထားမိတဲ့အချိန်မှာအမွေရဲ့ဒီဖန်ဝန်သမားလေးပြောတော့ဒီ secret energy ကိုရလာနော်ကိုကိုကိုပြန်တတိပြုပြီးတတိမူရောနော်အချို့အရာတွေကောင်းကောင်းလုပ်ရလိမ့်မယ်အဲ့တော့မလို့ water flow ရဆိုရင်စွန့်စားရမယ့်ကိစ္စတွေရှိတယ်အဲ့တော့ဂျုံလားကောင်ပေါ့နော်စွန့်စွန့်စားစားနဲ့အဲကန့်ကြမဟုတ်အနာရောက်ကောင်မမြင်မနေရအောင်ဒါပေမဲ့စွန့်စားနေရတယ် เนาะအဲဆွမ်းလန်းမှုတွေအများကြီးနေကြော်ဖြတ်မဲ့လာမျိုးပေါ့เนาะအဲတော့ထန်းတော့ဖန်နေကြရာဆိုရင်ငွေကြေးရာဆိုလို့ရှိရင်ပေါ့เนาะထန်းတော့ဖန်နေကြကကောင်းတယ်လို့ပြောရပါမယ်ပေါ့เนาะငွေကြေးကကောင်းတယ်ငွေကြေးရာဆိုရင်အဲကိုယ့်ရဲ့မိသားစုဝင်ငားနေပြီတော့ပေါ့เนาะအကူအညီပေးတာမျိုးတွေရမယ်မိသားစုဝင်တွေမှာငွေကြေးရာလုံးရင်းဝင်မဲ့ကိစ္စရပ်တွေရှိပေါ့เนาะအဲအဲ့ငွေကြေးတွေကြောင့်မလို့အဲ ရှိနေအခက်ခဲတွေပြည်လေတော့တဲ့စိတ်ဝင်နေရတယ်ပြည်လေတော့တဲ့အဲအဲ့အဲ့လိုမျိုးပေါ့နော်ဒါမျိုးဆိုလို့ရှိရင်တော့ငွေချင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲနည်းနည်းလေးဒီကြီးစိတ်အစိတ်အလုပ်တွေပေါ့စိတ်ရအလုပ်တွေနည်းနည်းလေးလုပ်ပါလိမ့်မယ် ါတော့ကိုယ့်ကိုယုံကြည်ထားပါငွေကြီးပိုင်းဆိုင်ရာတွေမှာအဆင်ပြေမယ်အားလုံးသူ့ဘာသာသူ့ချွတ်ချွတ်မွေ့မွေ့နဲ့ဖြစ်သွားလိမ့်မယ်လို့ယုံကြည်ထားပါအဲ့ယုံကြည်ချက်ကဖန်ဝန်းသမားလေးတွေကယ်ပေးလိမ့်မယ်ဘယ်ကနေဘလို့ရောက်လာမှာလဲဘယ်ပုံစံနဲ့ရောက်လာတဲ့အကြောင်းမရှိဘူးဘလို့မျိုးကလည်းအလိုမဆင်ပြေမှာလဲအဲ့ဒါတွေမစင်စားနဲ့နော်သူ့အလိုလိုသူ့ဘာသာသူ့အဆင်ပြေဝါမယ်ပြေစာရည်တည်ရှိရဲတယ်နော်နောက်တစ်ခုကတော့တူဝင်ပါနော်အဲ့လိုလူတွေဆိုရင်အလိုပြောင်း အဲ sorry ပါကင်မရာဘောနော် error တက်သွားလို့အဲမိုးဘောနော်ဒီ TV တဲ့မှာဘောနော်ဖဝန်သမားလေးရဲ့အတွက်ကောဘောအဲအခက်ခဲတွေလည်းရှင်သွားမယ်အပြိုင်ဆိုင်တွေလည်းရှိတယ်ဘောနော်အဲဒီဂျွန်လာကဖဝန်သမားလေးအတွက်ကောင်းချမ်းနဲ့စူချမ်းနဲ့တိုင်းရိုက်ဘောနော်အမြဲတမ်းတော်တွဲနေမိတာမျိုးဖြစ်နေမှာဘောနော် recovery ကိုကိုကိုပြန်ပြီးတော့ recovery လုပ်ဖို့လုပ်နေ။နောက်နောက်တစ်ခုကကျတော့ gain ပေါ့နော်။နောက်ဖက်ကနှမလေးကိုနောက်မရရစေအကိစ္စရတစ်ခုကြုံတတ်တယ်ပေါ့နော်။အဲတော့ကမကုရဲ့အတိတ်ကနောက်မရရစေအနောက်မရရစေကိစ္စရတစ်ခုကိုကြောင်းလို့ပေါ့နော်။ကိုကိုကို recovery မလုပ်နိုင်ဘူးပေါ့နော်။ပြန်ပြီးကိုကိုကိုပြန်ပြီးတော့ ပြန်ကောင်းအောင်ပေါ့နော်နေပြန်ကောင်းအောင်မလုပ်နိုင်ဘူးပေါ့နော်ဘာဝနမတွေအနေနဲ့အပြန်ပြီးတော့ပေါ့နော်ပြန်ကုန်းထလာဖို့ပိုတယ်တဲ့ recovery အရဆိုရင်ပေါ့နော်အဲ့တော့ကိုယ်ရဲ့ဒီအတိတ်အဲအချို့တွေဆိုရင်ယောဂတွေပဲရှိရဲအဲကိုယ်စေဝါကုသနေရဆိုရင်အဲ့ဒီအဲ့ဒီစေဝါကုသနေတဲ့ယောဂတွေကပြန်ပြီးတော့တက်တာလာနိုင်မယ်နောက်တစ်ခုက gateway အရဆိုလို့ရှိရင်ပေါ့နော်အမျိုးသမီးတဦးနဲ့ပတ်သက်ပြီးတော့နောင်နာကြီးကြီးမှမှရတတ်တယ်အဲ့နောင်နာနဲ့ပတ်သက်ပြီးတော့လည်းပြန်ပြီးတော့အလုံးနာ င်းလေးရလာရှိခဲ့ဆိုလို့ရှိရင်လည်းဖဝန်းသမားလေးတွေအနေနဲ့ပြန်ကောင်းတဲ့ဘဘူတည်ပြီးတော့ရောက်နော်အဲ့တော့ပေါ့ဖဝန်းသမားလေးတွေကိုအူညီပေးမယ်သူတယောက်ရှိတယ်အခုထုတ်တဲ့ပြပေါ့နော်မိသားစုဝင်တွေဆိုအမျိုးသားတော့ပေါ့နော်အဲ့အမျိုးသားရဲ့အူညီနဲ့ဖဝန်းသမားလေးတွေအရာအားလုံးကိုအစဉ်ပြေပြေချောချောမုံမုံဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ပွဲကျတော့ group ပေါ့နော်အဲ့တော့ကိုယ့်ကိုယ်ကိုတိုးတက်အောင်လုပ်ရမယ်ဒါမျိုးပေါ့နော်ကိုယ့်ကိုကြိုးစားတဲ့ ਨੇ physically ရောစိတ်ပိုင်းဆိုင်ရာအရာ နော်ဟိုတို့တန်းအောင်ကြိုးစားတင်နေအဲဂျုံလာပါဘောနော်ကြိုးစားတင်နေလာမျိုးဖြစ်တဲ့အခြေအနေနေဆိုလို့ရှင်ဘောနော်အဲထုံးသူတွေဆိုလို့ရှင်ရင်အဲမင်္ဂလာတိခိုင်းရေးတီပေါ်တတ်တဲ့ကိုကဘောနော်အလိုမျိုးမင်္ဂလာဆောင်ရတာမျိုးတောင်းမယ်မင်္ဂလာဝေးတောင်းရတာမျိုးနောက်တစ်ခုကကြပါလဲဆိုတော့ဘောနော်အလိုမင်းမင်္ဂလာကြီးတိခိုင်းရေးတီကန်လန်ခံရတာမျိုးနော်အဲ့တည်းကန်လန်တာမျိုးလားတောင်းဆိုတာမျိုး propose ဒေါက်တာမျိုးကြီးခံရတတ်တယ်ဘောနော်အဲ့တော့နောက်တစ်ခုကကြတော့ကိုရဲ့ချက် သူရရဲ့ဝီးမှာရှိနေတဲ့သူတွေတွေ့ဆုံလို့ရှိရင်အဲ့ရဲ့ဝီးယူသွားပြီးကိုယ့်ရဲ့ချက်သူနဲ့တွေ့ရတတ်တယ်။စုံစည်းရတတ်တယ်ပေါ့နော်။အဲ့တော့အဆောက်အအုံတွေစီရ message ပေါ့နော်။နောက်ဆုံးနေဖန်ဝန်သမားလေးရဲ့အတွက်အဆောက်အအုံတွေစီရ message ကိုဖတ်ပေးမယ်နော်။ surrender เนาะ surrender ဆိုတာလက်ခံလိုက်တာเนาะရှုံးပေးလိုက်တာလက်ညောင်းလိုက်တာเนาะအဲဒါတို့အရာတွေကတောင်းဆိုရထားလို့မလိုပါဘူးတဲ့เนาะအဲကိုယ့်ရဲ့စိတ်ကိုပေါ်ပါလို့ပေါ့เนาะပေါ်ပါဆုံးထားပြီးစိတ်ရှုံးလိုက်ပုံလို့တယ်တဲ့အဲတော့ဘောเนาะအချို့သူတွေဆိုလို့ရှိရင်လမ်းတက်ကိုဖောက်အောင်မဲ့အခြေမျိုးရောက် เนาะတကားတက်ကိုဖောက်အောင်မဲ့အချိန်မျိုးရောက်နေတော့ကြောင့်မို့အချို့အရာတွေကို plan နဲ့ season နဲ့ချတာ season ချတဲ့အရာတွေပေါ့เนาะအဲ့ season ချတဲ့အရာတွေကိုဒေးစကြလေး season ချတဲ့နဲ့နောက်တစ်ချက်ကကျတော့ပါလဲဆိုတော့ပေါ့เนาะ boundary လက်တကိုလေเนาะအဲ့တော့ကိုယ်နဲ့မပိုင်နဲ့မဆိုင်တဲ့အရာတွေအားလုံးကိုစွန့်ပစ်လိုက်ပါအချို့တွေဆိုရင်ပေါ့เนาะအသက်သက်တော်အရာတွေစီဘူးတော့ဖို့တော့ပေါ့เนาะအဟောင်းတွေကိုစွန့်ပစ်အချိန်ရောက်နေပါပြီ mass energy ပေါ့เนาะ mass mass and mass energy ကြီးဆိုရဲ Aries ရဲ့ mass energy ကြီးဆိုတာ Aries ကကြီးဆိုရဲပေါ့နော်နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ဟောဒီ Sagittarius တော့ပေါ့နော်အဲအဲ့လိုမျိုးရာဒီ point တွေပေါ့အဲ့လိုမျိုး mean energy ပေါ့အဲ့တော့ mean မီးဆိုင် mean ဆိုင်ရှိတဲ့ဒီ Euro Sagittarius တော့ Aries တော့နောက်တစ်ခုက mass energy ဟိုဖြစ်တာပါ မဖတ်မိတော့เนาะ sorry ရရเนาะပြန် message ပြောလိုက်မယ်အဲ့တော့ဘောเนาะဒီ mass energy ကြီးဆိုတဲ့ရာသီဝင်နေဂယုစာရမယ်ပြီးတော့ဘောเนาะဒီမိုးရဲ့ဒီဒီဖိုင်ဝန်းယူရတဲ့လူတွေထဲမှာဆိုလဲအဲ့လိုလူတွေပါလိုက်မယ်ဘောเนาะအဲ့တော့ anger conflict အဲ့တော့ conflict တွေအများကြီးဖြစ်မယ်ဒေါသတွေအများကြီးကြီးရမယ်ကိစ္စရဲ့တိရှိ เนาะအဲ့အတွက်ကြောင့်မို့ကိုယ့်ဘောကိုပြန်ပြီးတော့ဗောနော်ပြန်ငြိမ်အောင်လို့ပြန်လုပ်ရလိမ့်မယ်ဒီမှာ water sign နေလည်းပါတယ်ဗောနော်အဲ့တော့ကိုယ့်ဘောကိုပြန်ပြီးငြိမ်လုပ်ရအောင်လိမ့်မယ် soft soft turn into the love ဗောနော်နောက်မြတ်တာတရားနဲ့ပတ်သက်ပြီးရောဆိုရင်အခြေအနေနဲ့ပတ်သက်ပြီးရောစိတ်တူအောင်မြေကိစ္စရဲ့ဒီသကားများမြေကိစ္စရဲ့ဒီပုံပုံနိုင်နေအဲ့အတွက်ကြောင့်မို့ဒီကိုယ့်ရဲ့စိတ်ကိုဗောနော်ဒီ conflict တွေဖြစ်လာတဲ့အခါမှာဗောနော်ပြန်ပြီးတော့ ပြန်သုံးသားရမယ်ပြီးရခါမှာပေါ့နော်ဟိုအခြားလူရော service ပေးခြင်းနဲ့ပြန်ပြီးတော့ဖြေဟိုအရာကိုဖြေလို့အောင်လုပ်ရမယ်တဲ့နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ပေါ့နော်အဲ့တော့အချို့သူတွေကဒီ inner activation တခုကိုတတ်လာနော်အဲ့လိုခန္ဓာကိုယ်က awakening နေဖြစ်လာတဲ့ activity တွေဖြစ်လာနေတယ်เนาะအဲ့လိုမျိုးရဖြစ်လာနိုင်နေအဲ့တို့ကြောင့်မို့ကိုယ်ကိုယူဆိုင်ပါနောက်တစ်ချက်ကကြာ let go เนาะအဲ့တော့ let go ဟိုဆို စုံလုံးလိုက်ပါနော်စုံလုံးလိုက်ရှင်းချလိုက်ပါရနော်ကိုနဲ့မပိုင်နဲ့မဆိုင်တဲ့အရာတွေကိုမသေးဆောင်ပါနဲ့တဲ့အဲ့တော့ပေါ့နော်အဲ့တော့အချို့အရာတွေကစန့်ကျင်မဲ့အရာတွေကိုဖြစ်နေတယ်ကိုရဲ့ live မှာဒါပေမဲ့အဲ့စန့်ကျင်မဲ့အရာတွေကကိုကောင်းတဲ့အရာစီကိုဦးတည်ပြီးတော့ခေါ်ဆောင်သွားပါလိမ့်မယ်တဲ့ဒါကတော့ပေါ့နော်ဒီဖန်မမလေးအတွက်ကျွန်တော်တင်ပြီးတင်ပြီးပြီဖြစ်ပါတယ်ဒါမျိုးနောက်လိုဒီမှာတက်ပြေးကြပါမယ်အားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေတတား Hello ပိုက်တူးလေးတွေမင်္ဂလာပါပိုက်တူးလေးတွေဒီပေါ့နော်ဒီကမလီယာဆိုတဲ့ပန်းလေးပေါ့နော်ဖြီးထားတဲ့သူတွေအတွက်ပါပိုက်တူးလေးကြားတဲ့အဲဒီ reading လေးမှာပေါ့နော်ဒီဒီပန်းလေးတွေကိုကြည့်ပြီးမဟုတ်အရင်ဆုံးအရင်ဖတ်ပေးမယ်ပေါ့နော်အဲတော့ okay เนาะအဲ့တော့အဲ ကြုံလာမှာပေါ့နော်ကြုံလာမှာပါလေကြုံအောင်ရှိလေအဲ့တော့ abandon ဆိုတဲ့ကလေးရှိရပေါ့နော်အဲ့တော့ပထမဆုံးကလေးရာဆိုလို့ရှင်ပေါ့အဲ ပိုက်တူးသမားလေးတွေကနော်အဲ့တော့အဲကျော်လာမှာတအားအဖန်းနဲ့ဖြစ်နေမျိုးပေါ့နော်ကျော်ဝချမ်းသာမှုတွေပိုက်တူးသမားလေးတွေစီကိုဦးတည်ပြီးတော့လာနေတယ်တဲ့နော်အရင်ကကောင်းနေကြပြီပေါ့နော်အဲကိုကပေါ့နော်ဘယ်ကနေကျော်ဝချမ်းသာမှုတွေရမှာလဲပိုက်တူးသမားလေးတွေပေးလိုက်တဲ့ service တွေပေါ့နော်အလုံးမှာပဲဖြစ်ဖြစ်လူတွေရဲ့လူတွေနဲ့ community လောက်တဲ့နေရာမှာပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်ဘယ်နေရာမှာဖြစ်ဖြစ်ပေါ့နော်အဲ့ဒီနေရာတွေကနေ service ဒီကို service တကူကိုပေးပြီးတော့ပတ်စံအကြီးအကျယ်ဝင်မဲ့လာပြီနော်ပြီးတော့အဲရေရနာတွေရွှေငွေတွေအဲ့လိုမျိုးတွေလည်းပိုင်ဆိုင်ရတယ်ပေါ့နော်ကျော်လာမှာငွေကြီးနဲ့ကျော်ဝချမ်းသာမှုကဖိုက်တူသမားလေးလက်ထဲမှာရှိတယ် ဘောနော်နောက်တစ်ခါကျတော့ဗာလဲဆိုတော့ဒီကိပေါ့ဖတ်တူးသမားလေးအနေနဲ့ဘောနော်ကိုယ့်ရဲ့ energy ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအရာဘောနော်အဲကိုအဲ့လိုမျိုးကိုယ့်ရဲ့ energy လို့ပဲပြောမှာဘောနော်ကိုယ့်ရဲ့စိတ်တန်စိတ်စိတ်ကေ source ပေါ့နော်ကိုယ့်ရဲ့ source ကသူများတွေကိုစူတင်းဖြစ်နိုင်မယ်တဲ့နော်စိတ်အေးချမ်းစေနိုင်မယ်ပေါ့နော်စိတ်အေးချမ်းစေနိုင်မယ်ပျော်ရွှင်စေနိုင်မယ်တဲ့အဲ့တော့ဖိုက်တူးသမားလေးတွေစီမှာပေါ့နော်အဲ့တော့ဒီလိုမျိုးအေးချမ်းစေတဲ့ငြင်းငြင်းစေတဲ့ဓာတ်လေးတစ်ခုရှိလိမ့်မယ် နော်အဲ့ဒီတက်လေးကသူများကိုငြိမ်းချမ်းစေလိမ့်မယ်ပြီးတော့ဖိုက်တုသမားလေးရဲ့ energy တအားကောင်းနေလိမ့်မယ်နော်ကြောင်လာမဟုတ်အဲ့တော့ဖိုက်တုသမားလေးကြီးကောင်းတဲ့ energy ကနေဖိုက်တုသမားလေးကြီးရပါနော်ဖိုက်တုသမားလေးကြီးကကိုကိုကိုအရန်အောင်နော်ဒီအမ်ကျော်လာနော်ကိုကိုကိုရန်ကိုဂယုဆိုင်ဖြစ်မယ်လာမျိုးဖြစ်လိုက် เนาะအဗန်နဲ့လည်းဖြစ်နေနိုင်မယ်ပြောရမှာဆိုရင်ခိုက်တူးကမာလေးတွေကတန်ကောင်းတယ်လို့ပြောရမှာเนาะအဲ့တော့ဒါကတော့ပုံစံအရာပေါ့เนาะဖန်လေးအရာပေါ့เนาะမကလေးအရာပေါ့တစ်ချက်ထပ်ကြည့်ပေးမယ်เนาะအဲ့တော့ဖန်နေတယ်ဂျက်စမန်ဝါဖန်နေတယ်ဒါဝင် ေတ္တာတရားကိုမျိုးအဲထင်နေရရှာရှိတယ်နော်အဲဒီဖတ်တူသမားလေးတွေကဂျုံလာကအဲမေတ္တာမေတ္တာရေးအတွက်ကောင်းတယ်လို့ပြောတယ်နော်မေတ္တာရေးအတွက်ကောင်းတယ်အဲတော့ဖတ်တူသမားလေးတွေကိုမေတ္တာရေးကာလမဲ့လို့ရှိမယ်စိတ်ဝင်စားမယ်လို့ရှိမယ်နော်ဒါစိတ်ဝင်စားနေလာပြီးကာလမဲ့အများကြီးရှိတယ်နော်အဲ3 point နေလိမ့်မယ်အဲဂျုံလာမှာ3 point နေလိမ့်မယ် နော်နောက်တစ်ချက်ကကျတော့လည်းဆိုတော့နော်ဒီမှာဘာအောင်မြင်လဲဆိုတော့ fire panic and judgment ရဘုံကအစတော့ကဒီ pan ကလေးကြီးအရာဆိုရင်ဒါ abandoned တအားဖြစ်တယ်ဆိုရင် energy ကိုယူပြီးတော့အငွေကြီးရအောင်ရေရနာလို့ဝင်နေကံကောင်းတယ်လို့ပြောသွားတယ်နော်ဒါပေမဲ့နောက်ကျလာတဲ့ကတ်တီမှာဘာအောင်မြင်လဲ fire panic and judgment ကံကောင်းခြင်းကကံကောင်းခြင်းကနောက်ပိုင်းကြမှာလား เนาะจุนล้าရဲ့အစာပိုင်းမှာအဲတော့ဖိုက်တူးသမားလေးတွေအတွက်ငွေကြေးရအခက်ခဲခြင်းတွေဖြစ်တတ်တယ်ဖာဖန်နကေရဆိုရမှာเนาะစိတ်လိုက်မှန်ပါဘူးเนาะစိတ်လိုက်မှန်ပါအဲ့လိုအလုံးထွက်တာမျိုးပါမျိုးမလုံးတန်ဘူးဘာဖြစ်လို့လဲဆိုတော့ဘောเนาะငွေကြေးရဆုံးရှုံးရှိတတ်တယ်เนาะအချို့တွေဆိုတော့တင်းမှာမှာအလုံးထွက်အလုံးပြုတ်တာ နောက်တစ်ခုကကြတော့ဗာလဲဆိုတော့เนาะအဲ for panic ပေါ့နော်ငွေကြေးရအကြက်တဲနည်းနည်းပါပါတော့ရှိတယ်ပြီးတော့ပေါ့နော်ငွေကြေးဒါပေမဲ့ခြွေတာပြီးသုံးဆွဲရလိမ့်မယ်ပေါ့နော်အစားပိုင်းမှာငွေကြေးခြွေတာသုံးဆွဲတာမျိုးပြုလုပ်ပါနောက်ပိုင်းညာရင်တော့သူငွေကြေးကပြန်ပြီးတော့အဆင်ပြေပြေချုံချုံလုံးပြီးပြန်ဖြစ်လာလိမ့်မယ်ပေါ့နော်ထန်းတော်ကအရာဆိုရင်ရေရှည်စီစဉ်ထားတဲ့အရာတွေကောင်းထည့်ပို့မယ်ကိုယ်ရေရှည်အတွက်ရည်ရွယ်ပြီးလုပ်ထားတဲ့အရာ เนาะအဲရေးရှိအတွက်ကိုရည်ရွယ်ထားတဲ့အရာတွေအကောင့်ထဲပေါ်လာပြီးတော့ပေါ့เนาะအဲတော့အကောင့်ထဲပေါ်လာပြီးတော့ပေါ်လာလိမ့်မယ်ကြာရေးဆောင်နေရတဲ့အရာတွေပြန်ပြီးတော့ပေါ့เนาะအတော့ဝင်လာလိမ့်မယ်ပေါ့เนาะအဲတော့လရဲ့အလေပိုင်းလောက်ကြာရင်တော့ဖိုက်တူးသမားလေးတွေကအကောင့်တွေလို့ပြောရမှာပေါ့เนาะအဲတော့ငွေကြေးရဲ့ကြိုးစားချမ်းသာမှုရှိတယ် service အရာဆိုလို့ရှိရင်ပေါ့เนาะကိုလာပြီးတော့ပေါ့เนาะဒီအဲကိုပြုလုပ်တဲ့ဒီ service တွေကိုနဲ့ပတ်သက်တဲ့အရာအဲ့ဟာတွေ နော်ငွေကြေးရကြွေးချမ်းသာမှုတွေလာဖို့ရှိတယ်နော်နောက်တစ်ချက်ကကြောင့်လည်းဆို3 on 1နဲ့နော်3 on 1ရဆိုလို့ရှိရင်ဘောနော်အပေါင်းအသင်းမိတ်ဆွေကောင်းနေမိတ်ဆွေအသက်တွေအင်းဂျုံလာမှာရတယ်တဲ့နော်ကိုယ့်ရဲ့အပေါင်းအသင်းကောင်းနေမိတ်ဆွေကောင်းနေကကိုယ်ကောင်းကျိုးပေးတာမျိုးနော်အကျိုးပေးမဲ့အကျိုးပေးမဲ့ဂျုံလာမှာအကျိုးပေးမဲ့လာမျိုးနော်အဲကိုကိုဘာလို့လို့ကိုကိုနေပေးလိမ့်မယ်အခုနေပုံလိမ့်မယ် နောက်တစ်ချက်ကကြာပါလဲဆိုတော့3 1 3 1ပြီးတော့တက်လက်ပါပေါ့တက်လက်ပါရဆိုရင်အခြေရေးမြေတားရေးကံကောင်းတယ်ပေါ့နော်သူတို့နောက်တော့ကကြာအချို့တို့ဆိုရင်ကို crash နေတယ်လို့ကိုကြိုက်နေတယ်လို့ပေါ့နော် ဟိုဒိတ်ကူသဘောကျနေလို့ကကိုပြန်ပြီးတော့သဘောကျလာပြီเนาะကိုအရင်လာပြီးတော့ဖွင့်အရင်ဖွင့်လာပြီးဒါမျိုးလေးရှိเนาะအဲ့တော့အခြေရင်းမှာတော့ကောင်းတယ်လို့ပြောရမယ်ငွေကြီးပိုင်းမှာတော့ဘောเนาะလာရဲ့အဆောင်ပိုင်းမှာကြက်တဲရမျိုးရှိပြီမြဲလာအလေပိုင်းနဲ့လာအနောက်ပိုင်းတွေမှာကောင်းနေမှာဘန်းနဲ့ဖြစ်လိမ့်မယ်เนาะနောက်တစ်ချက်ကကျတော့ six of cup เนาะအဲကိုကိုဘောเนาะ six of cup ဆိုတာခံစားချက်တွေခံစားချက်ကိုရေးနေเนาะခံစားချက်အရာ ွဲစိတ်ပင်းစင်အရာကိုကိုကိုညီပေးမယ်သူနော်အခုညီပေးမယ်သူလေးပြီးတော့ကိုမြတ်တာပေးမယ်သူလေးမြတ်တာထားမယ်လို့လေဒုက္ခလေးဝိုင်းနေတတ်တယ်နော် balance နော် just judgment เนาะ judgment มาจาก awakening เนาะ judgment เนี่ยဆိုလို့ရှိရင်เนาะဂျွန်လာက fight to the mind တွေအတွက် awakening ဖြစ်နေလာเนาะ တစ်ပိုင်းတဲ့ဒီအတွင်းနဲ့နဲ့ထင်အမေကနေဖြစ်လာလိမ့်မယ်ပြီးတော့ဖိုင်နယ်ကမာလေးတွေပါပေါ့နော်အဲတော့လူလူကိုအကူအညီပေးလိမ့်မယ်နော်ဘယ်လန့်စ်အရာဆိုရင်ပေါ့နော်ဒီဒီကက်လေးအရာဆိုရင်ဖာဒူကမာလေးကိုစီမံပေါ့နော်အဲ့လိုမျိုးလာပြီးတော့လေအကူအညီတောင်းလို့အများကြီးဂျုံလာမှာရှိတယ်ပေါ့နော်အဲ့တော့ကိုယ်လာပြီးအကူအညီလာတောင်းလို့ဆိုရင်အကူအညီပေးလို့ရတယ်ကိုယ်ညီပေးဖို့အတွက်လည်းမမီလေးပါလေနော်အဲ့တော့ကိုယ်စီရလာပြီးကိုယ့်ရဲ့ wisdom လို့ခြံနေရမျိုးရှိတယ် เนาะဖဲတူးသမားလေးတွေကအဲဂျွန်လာမှာပေါ့เนาะတော်တော်ဘိန်းလန်းဖြစ်ဖို့အတွက်ကြိုးစားနေမယ် renewal ရဆိုရင်အသက်အသက်သုံးအရာလေးအသက်အသက်သုံးအရာလေးခံနေဖို့เนาะဒီ renew ဖြစ်မဲ့အသက်တွေပေါ့เนาะဒီအသက်အသက်သုံးအရာလေးအများကြီးပဲဖဲတူးသမားလေးတွေစီကိုကြောက်ပါလိမ့်မယ်နောက်တစ်ချက်ပြောကြရပါလားဆိုတော့เนาะဒီဒီဖဲတူးသမားလေးတွေအနေနဲ့啊ဒီဆက်ဆော့ခပ်ပေးရဆိုလို့ရှိရမှာเนาะအဲကိုလိုကိုရဲ့ဘဝရဲ့ တက်တက်တက်တော့အရာလေးလာရင်လာတဲ့ခါမှာဖယူသမားလေးလို့မှာဖြစ်တယ်လေဆိုတော့ဘောနော်အဲပူပန်မှုဖြစ်တယ်ဆိုရင်မှဖြစ်တယ်အဲ့ဒါကိုရှင်းချရနိုင်မယ်ပြီးတော့ဘောနော်ကိုယ့်ရဲ့ဘောမှာအတက်တက်တော့အရာလေးနဲ့အဲအကောင်းဆုံးကောင်းနေဆိုတဲ့အရာလေးကိုဖန်တီးရတယ်နော်အဲ့တော့ဖယူသမားလေးရဲ့ဘီနာဘီနာမှာဗန်းလေးကိုပွင့်နေပြီနော်အဲ့တော့ဗန်းလေးကိုပွင့်နေပြီကို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 ယ်ဘယ်လိုပြောမလဲအဲ အဲပန်းလေးတွေကတော့ပွင့်နေပြီဒါမှမဟုတ်เนาะအဲအဲ့ဒီပန်းလေးတွေကိုပွင့်လာတဲ့ပန်းလေးတွေကိုဆောက်ရှောက်နော်အဲ့တော့ဒါဖတ်တူတမလေးကိုလေဒါကိုပြောအောင်နော်နောက်တစ်ခုကကြတော့ဗာလဲဆိုနော်ဖတ်တူတမလေးကိုရေအဲဂျုံလာမှာပေါ့နော်အဖြေရှာမရတဲ့ကိစ္စရက်တွေနော်အချို့ကိစ္စရက်တွေဖြေရှာမရဘူးအဖြေရှာမရတဲ့ကိစ္စရက်တွေကိုဖတ်တူတမလေးကိုအဖြေရှာနိုင်နေတယ်နော် ြီးเนาะအမေကဖယ်လိုမလေးတော့ပေါ့နော်ဒီ guide message ပေါ့နော်ဆောက်ရှောက်တော့ပြောကြနေဆို message လေးကိုတော်လို့ပြောတယ်เนาะ in advance เนาะဖြီး you are not alone ကတူသမားလေးတွေမှာသိသိတန်းကြရရှိတယ်။ပြီးရခါမှာနော်ကိုကိုကိုအင်းကြော်ဖြတ်နိုင်မှာမလားဆိုပြီးတော့ ဟိုစိတ်ပူပန်နေတဲ့အရာတွေရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကိုဖန်နာရဲ့ဆိုရှယ်တွေကိုကြည့်နေဆိုလို့ယူရမှာပေါ့နော်เนี่ยแกก็ไม่เข้าป่าวแม้ปีหน้ามันก็ไม่ရှိเนาะเออทุกตัวเป็ดพัดทุกมาลูกเนี่ยกูก็ไอโซเลชั่นหมดตัวမျိုးคอมมูนิตี้เนี่ยอัศตัวเพชรเนี่ยมีရှိเนาะเออดาวกูเนี่ยตัวเป็ดเนาะกูเนี่ยเซเปนเนี่ยอ่ะเออ strong ဖြစ်ဖို့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအငြိမ်းချမ်းရာငြိမ်းချမ်းမငြိမ်းဘူးလို့ဒါကိုယ်ရဲ့ရွေးချယ်မှုအလိုက်ပဲเนาะအဲဒါပေမဲ့ဖတ်တူသမားတွေသိထားမှာဖတ်တူသမားတွေကတရားထွက်မဟုတ်ပါဘူးเนาะကိုကိုကိုပြန်ပြီးတော့ဖြစ်ပါဖတ်တူသမားတွေရဲ့ဘေးမှာ အဆောက်အအုံတွေပြီးတော့ဖတ်တူတမားလေးရဲ့ဘေးမှာဖတ်တူတမားလေးရဲ့အကူအညီပေးမဲ့သူအများကြီးများကြီးရှိပါတယ်နောက်တစ်ချက်ကကျတော့ long term from home เนาะကျွန်တော်ကအိမ်ကိုတအားနှဲနေတတ်တယ်အချို့သူတွေဆိုရင် home sick ဖြစ်เนาะအိမ်ကိုလွှဲလို့เนาะနောက်တစ်ချက်ကကျတော့ land နဲ့ home တို့ကိုရှင်းမယ်လူဖြစ်အောင်ဘလို့လုံးအောင်လဲတင်ကြရတယ်အဒီပဲပါလဲဆိုတော့ဗောနော်ခုခုကိုပြန်ပြီးတော့အမ် ground up ဖြစ်အောင် ပေါ့နော်ကိုကိုကိုအချီခိုင်းအောင်ပြန်ပြီးတော့တုံ့တန်းမယ်အချီနဲ့နော်အဲ့တော့ဘယ်လိုပြောမလဲဆိုတော့အရာအားလုံးကဖတ်တော်ကမလေးတွေကတင်ယူနေရတဲ့အချီနဲ့နော်တင်ယူရင်တင်ယူရင်လည်းကြုတ်ပြန်မယ်အချီအနေမျိုးတွေ inner eyes တဲ့ you will survive this တဲ့နော်မင်းကြုတ်ဖြစ်တော့နိုင်မှာပါ survive လုပ်နိုင်မှာအဆင်ပြေမှာပါနော်အဲ့အဖြေတက်တရားလာနိုင်မယ်တဲ့ရဆောက်ရှောက်တွေတည်းပြောနေတာစိတ်ပူစရာမရှိပါဘူးနော် သက်သက်တော့အဖြစ်အသစ်တွေရလာနိုင်မယ်။အဲအဲ့ဘာလို့အဖြစ်တွေရလာနိုင်မယ်။အသက်သက်တော့အရာတွေသူ့လိုဖြစ်လာတယ်နဲ့။နောက်တစ်ခုကျတော့ wisdom ဉာဏ်ပညာကိုတောင်းချာနော်။ဉာဏ်ကြီးမှုဉာဏ်ပညာကဖတ်တူသမားလေးတွေကိုအထောက်ကူပြုပါလိမ့်မယ်။နောက်တစ်နောက်တစ်ချက်ကရင်းနေရောနော်။အသက်တွေဖန်တီးပါနော်။ဖန်တီးပါအသက်တွေဖန်တီးယူပါ။ ယ်เนาะအဲ့တော့ဖတ်တိုးသမားလေးရဲ့ပုံစံကြည့်မှာအားလုံးအောင်ပေါ့เนาะ refresh ဖြစ်နေလိမ့်မယ် renew ဖြစ်နေလိမ့်မယ်ဒါပဲမဟုတ်ပေါ့เนาะကိုကိုကိုယုံကြည်ထားပါတယ်เนาะကိုကိုယုံကြည်ထားပါတယ်အရာအားလုံးအောင်ဖတ်တိုးသမားလေးကိုပြန်လိုက်စတဲ့အောင်လုပ်နိုင်လိမ့်မယ်ကိုကိုကိုယုံကြည်ထားပါတယ်เนาะဒါလေးကတော့အစားရှောက်တွေ့ဆရာ message ပေါ့เนาะဖတ်တိုးသမားလေးရဲ့အတွက် reading လေးပဲဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပေါ့เนาะအဆင်ပြေချောမွေ့ရဲ့ မအားလုံးစစရအစဉ်ပြေတယ်ဂျုံလာလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်တတ